hello အမျိုးတို့ရေမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီနေ့ရလေဘာပြောပြချင်လဲဆိုတော့ဘာတင်ပြချင်လဲဆိုတော့ YouTube နဲ့ Facebook နဲ့သုံးရတဲ့ပုံမှာမတူတဲ့ရတာပေါ့နော်အဲ့ဒါတခုခုသွားပြီးတော့တွေ့တယ် အာ Facebook ကြတော့ကိုကကို friend တို့မဟုတ်အာကိုလုတ်ဖို့ကင်ဖက်တွေပေါ့နော်ကိုလုတ်ဖို့ဆောင်ဖက်တွေအာမိတ်ဆွေတွေဟောင်းတွေကိုနဲ့သဘောထားချင်းတူတဲ့လူတွေကိုပဲအမ်ဟိုဖြစ်တာပေါ့နော်အဓိကတော့ဟို friend ဖြစ်တာပေါ့ဘာကြောင့်ဆိုတော့ page လုတ်ပြီးတော့ follower များပြီးတော့အဲ့လိုမျိုး commercial လုတ်စားတဲ့ page မဟုတ်ဘူးလေနော် အဲ့လိုဆိုတော့ခန်းစားချက်ကအာတူတဲ့လူတွေရက်တစ်ချက်တူတဲ့လူတွေကိုစကားတခွန်ပြောလိုက်တာနဲ့အာသဘောပေါက်တဲ့လူတွေအာပြောရမယ်ဆိုရင်တော့ကိုရဲ့အာ HRD ပေါ့နော် Female Women Right Defender အာ network ထဲကလူတွေ Human Right Defender network ထဲကလူတွေအာကိုရဲ့ Feminist Movement ထဲကနေပြီးတော့မှအာပေါင်းလာတဲ့လူတွေပေါ့နော် ကိုရဲ့ CBOCSO လောကကလူတွေဆိုတော့ပြောလိုက်တာနဲ့အသဘောတရားနားလဲတယ်ဥပမာဟိုထားလိုက်ပေါ့နော်အဥပမာဘာဘာပြောလဲဆိုတော့အာကျမက ပြောတယ်မလားချစ်သူဝေတို့သားမီ US ကို ရောက်တာကြာပြီတဲ့လားလို့ကျမပြောတဲ့ချိန်မှာကျမအောက်မှာ comment အဲ့ဒီ YouTube အောက်မှာ comment တခုလာပေးထားတာရှိတယ် မဟုတ်ဘဲနဲ့ရှောက်မပြောနဲ့လေတဲ့မသိဘဲနဲ့ရှောက်မပြောနဲ့တဲ့ချစ်သူဝယ်တို့ကအော်ဆိုရီယာမာတဲ့အဲ့လိုပြောတယ်အဲ့လိုပြောတော့လေအဲ့လိုအဲ့ဒီ comment ကိုဖတ်ပြီးတော့ပါလေရလိုက်ရတာသေတော့မယ်ပြောရှိတာလေဟိုဟို Facebook လေးသုံးတတ်တာနဲ့ဒီဟိုဘာနော်ဒီ YouTube လေးကြီးတတ်တာနဲ့ပဲ internet လို့ထင်တဲ့လူတွေလည်းဖြစ်မှာပေါ့နော် အဲ့လိုပြောတော့လေစိတ်တက်ပါလေတယောက်တည်းလေကြည့်ပြီးတော့ပါရည်လိုက်တာဥပါနာတဲ့အဲ့လိုပြောအာတော့ကောခတ်တယ်နော်ကျမက မသိဘူးဆိုရင်မပြောဘူးအဲ့ရှူတစ်ခုကိုမပိုင်ဘူးမနိုင်ဘူးမသိဘူးဆိုရင်မပြောဘူးကျမပြောပေးသားအဲ့လိုမျိုးပေါ်ပူလာဖြစ်တဲ့အဲ့ရှူနောက်ကိုလည်းလိုက်နေတဲ့လူမဟုတ်ဘူး အဲ့လိုဆိုတော့ကိုနဲ့သီးတဲ့ဟာပြောတာအဲ့ဒီချစ်သူဝေတို့ကိစ္စမှာလဲသူတို့အရန်ကိုမှအာ negative တွေပြောပြီးရင်ကိုကလည်းသူတို့နဲ့အတူတူဆေးဆေးတော့ကသူသမီးလေးတွေနဲ့လည်းတွေးခဲ့တယ်ဆိုတော့ကိုကအော်ဗာလဲမခံနိုင်လို့ပြောမှဆိုရင်လေသူနဲ့ကိုတက်လဲချစ်သူဝေတက်လဲပြင်မှာစကားမပြောဘူးပါဘူးနင်းနေတဲ့တော့ပြောဘူးတယ်ဘာလို့ဆိုတော့ချစ်သူဝေကနည်းနည်းလေးသူကဟိုဟာရှိတယ်လေအမင်းသမီးဆိုတော့လဲအော်တိရတိုင်းပဲလေနော်အမ်ဘယ်လိုပြောမလဲ မိသမီးတိုင်းကိုလူကတော့လူတိုင်းကတော့သိတာပဲလေအဲ့အဲ့ဒါတော့သဘောပဲလေဒါမဲ့လင်းလင်းနဲ့ကြတော့ကျမသာဖုတ်ပင်လုံကရေတောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ IOM မှာပဲအဲ့ဆေးဆေးတဲ့ကိစ္စမှာပြောလို့သိတာပြောပူးတာအဲ့ဒီကလေးကသူရဲ့စိတ်ထားတွေကကောင်းတယ်ဆိုတဲ့ဟာကိုကျမပြောတာလေနော်တိလို့ပြောတာဘုံမွေးတော့ဦးကိစ္စမှာလည်းအဲ့လိုပဲနောက်ဆုံးကျမတို့စီရနေပြီးတော့သွားလိုက်ပြီးတော့မှာ နောက်ဆုံးပြောပြီးတော့မှသွားလိုက်ကြတယ်ပျောက်သွားလို့ကိုကပြောတာအဲ့ဒီမှာလည်းမဟုတ်တဲ့လူတွေမသိတဲ့လူတွေဒူဒူလည်းမနစ်ဘူးပဲနဲ့တွေ့လည်းမတွေ့ပြင်မှလည်းမတွေ့ဘူးပဲနဲ့ရှောက်ပြောနေတဲ့လူတွေရဲချင်လောလို့အဲ့လိုမျိုးကိုကတော့ပြောတာပေါ့နော်ကိုသိတဲ့အကြောင်းရောက်เอ่อจม้าပြောပြီးပြီจม้าရဲ့ YouTube က2012ကတည်းကဖွင့်ထားတာဒါပေမဲ့အာจม้าတို့ကကိုယ့်ရဲ့ YouTube မှာတင်ခင်တာချင်းတင်မယ်ကိုယ့်သဘောလေကိုယ့် page လေ commercial page ပေါ့ဘူး company ရဲ့ page လည်းမဟုတ်ဘူးအများပိုင်တဲ့ page လည်းမဟုတ်ဘူး media ရဲ့ page လည်းမဟုတ်ဘူးကိုဘာသာကိုကိုကိုခလေးကိစ္စကိုတင်မဲကိုပေါင်းသိမဲဆွေကိစ္စကိုပေါင်းသိမဲပြောစရာပြက်စရာဘူးတုတလေးတွေတင်မဲအဲ့အဲ့လိုမျိုးကိုကတော့ဟိုလောက်ထားတာလေဆိုတော့ အမ်ခုနောက်ပိုင်းမှာမှနည်းနည်းလေးပြောဖို့ဖြစ်လာတာကဒီစစ်ကြုံတွေကမှန်းတိုက်တဲ့ဟာစစ်လော်ဘီတွေကမှန်းတိုက်တဲ့ဟာစိုက်ခတ်တဲ့ဟာတွေအရင်များတဲ့ခါကြတော့ကိုရီးယားဒီဟို Human Right Defender တသက်လုံးလောက်လာတဲ့ Advocacy တသက်လုံးလောက်လာတဲ့အချိန်မှာဒီလိုမျိုးသိရသားနဲ့သူများတွေမဟုတ်တာပြောနေတဲ့ဟာကြီးကိုသိရသားနဲ့အာပဇက်ပိတ်ပြီးနေနေတာတော့ကိုယ်ပါတောင်းမကြည့်ဘူးလို့ခံစားရတာလေ advocacy သမားအား women human right တယောက်ပြီးတော့မှဒီ women peace and security ဒီဟာတွေကိုလစ်လာပြီးတော့မှအာနှစ်20လောက်နီးပါးဒီဝန်ကြီးမှာလှုပ်လာတဲ့လူတယောက်ကဟိုမနေ့တနေ့ကမှဒီအာနာအာဒီဖက်ဆေးရုပ်ဟိုစစ်ကောင်စီရနေပြီးတော့မှအာနာထင်းထသိမ်းလိုက်မှဗာလဲဟို မဟုတ်ကတွေရောဟုတ်ကတွေရောထင်ရတွေရောမြင်ရတွေရောမသိဘဲနဲ့ရန်တမ်းပြီးတော့မှ UN ဆိုတာဘာလဲမသိ UN FC ဆိုတာဘာလဲမသိ UN Security Council ဆိုတာဘာမှမသိ US နဲ့ UN တော့မှမကွဲတဲ့လူအများဗီဇာနဲ့ passport တော့မကွဲတဲ့လူတွေအများလေရဲ့ချင်းလုံးတို့ကျွန်မဆိုရင်လည်းခဏခဏရှင်းရတယ်ဗီဇာနဲ့ passport နားမလည် passport ရှောက်တော့သူတို့ဗီဇာရပြီဗီဇာရပြီအဲ့လိုပြောကြတဲ့လူတွေလည်းရှိတယ်အော်တော်တော်ခက်တယ်တချို့လူတွေတော်တော်ခက်တယ်လို့ အာတကယ်ကိုပဲလိလာတင်ယူမှုကိုဟိုဟမလုံမလုံပဲနဲ့ကြာဖူးနာဝါနဲ့ပြပြောတဲ့လူတွေလည်းရှိတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးဒီပညာရှင်တွေပြောထားတယ်လို့ပဲလေနိုင်ငံရေးမှာစိတ်မဝင်စားဘူးဆိုရင်နိုင်ငံရေးแท้ကို ပေါဝင်ပတ်သက်မှုမလုပ်ဘူးဆိုရင်လူညံ့တွေအုတ်ချုပ်တာခံရမယ်တဲ့ခုလည်းအဲ့လိုပဲကိုကအကုတ်ထမင်းကိုစားကိုလို့ကိုလို့ပြီးတော့နေစေဒီတိုင်းပဲပြန်လဲလူတွေပြောချင်ရပြောဆိုပြီးတော့မှလှော့ထားပေးတယ်ဆိုရင်ကိုကတော့မကြေရဖြစ်တယ်တော့မကြေဘူးပြက်ကွက်တယ်ပေါ့နော်တာဝန်လည်းပြက်ကွက်တယ်အာတာဝန်လည်းမကြည့်ဘူးနိုင်ငံသားကောင်းတယောက်လည်းမဟုတ်ဘူးကိုစစ်သုံးခဲ့တဲ့ဒီ women female right defender ဒီ HRD EP တယောက်နေနဲ့ female right defender အာ promote လုပ်တဲ့လူတယောက်နေနဲ့ကဒါတွေကြည့်နေရဲ့ချင်တယ်လေရဲ့ချင်တဲ့ဆင်းနဲ့ပဲမပြီးဘူးကိုလည်းပဲမဟုတ်တာတော့ဒီကောင်တွေကိုခြေထက်ရမယ်ဆိုပြီးတော့မှဆက်ပြီးတော့ပြောဖြစ်တာပေါ့နော်ပြောဖြစ်တယ်ဆိုတာက အဲ့ဒီကြောင့်လည်းဖြစ်တယ်ဒါပေမဲ့ကိုက page တစ်ခုဖြစ်လာပြီဆိုရင်တော့လည်း page ကတော့ active ဖြစ်ဖို့တော့လိုလာတာပေါ့နော်အဲ့ဒါတွေအာဆိုတာတော့သတင်းချက်လက်ပေးတင်တာရှိရင်ပေးမယ်ပညာနဲ့ပတ်သက်ပြီးတော့မျှဝေခြင်းတဲ့ဟာတွေရှိရှိပေးမယ်ကျမရဲ့ဆွဆွဆွေ page ဆိုရင်ကျမ scholarship နဲ့ပတ်သက်ပြီးတော့ကျမအများအန်းတင်တယ်အများအန်းတင်တယ်ဒါမဲ့တချို့ကလည်းအာပြောကြတယ်ပေါ့နော်ဒီချိန်မှာ scholarship နဲ့ပွားရမယ့်ချိန်မဟုတ်ဘူးကျမအများအားဖြင့်ပြောတဲ့စကားရှိတယ် လူတိုင်းကစကောလာရှစ်ရဖို့မဟုတ်ဘူးလူတိုင်းကလည်းဟို PDF လုပ်နေလို့မရဘူးတော်လှန်နေလို့မရလက်နဲ့ကင်နေလို့မရဘူးလူတိုင်းကလည်းထောက်ပို့လုပ်နေလို့မရဘူးသူဂန္ဓာနဲ့သူတိုက်ရတောင်းတော့သူယူရမယ်ပေါ့နော်လူတိုင်းတိုက်နေတယ်ဆိုရင်နောက်ကထောက်ပို့ခွေးစာရှာဖို့အများကြီးလိုတယ်လေအဲ့ဒီခါလေးလုပ်ပေးရမယ်လူတိုင်းကပြင်ကြတင်နေတယ်ဆိုရင်လည်းနိုင်ငံအခြေခံလို့တမဆိုတာပေါ်မလာတော့ဘူး ပညာရေးပဲသင်နေရင်လည်းအာမရောက်တော့ဘူးတော့ပေါ့နော်ဟိုပြီးတော့လက်နဲ့ကန်တဲ့လူတွေကလည်းအနေကန်ရေးအသေးစိအသေးစိတ်မထက်လို့မရဘူးနိုင်ငံရေးသေးစိတ်တွေမထက်ဘူးဆိုရင်ဒီလိုမျိုးမအားလှဖက်ဆက်ရုပ်စက်တတ်လို့မျိုးပေါ်ဝခိုင်းတာအကုန်လုံးမှာအမိတ်ဆိုတဲ့တစ်ခုနဲ့အဲ့ဒါကြောင့်ပေါ့လို့ပညာလဲတတ်ရမယ် နိုင်ငံရေးတည်ဆည်တွေလည်းရှိရမယ်ဒီလက်နှက်ကင်တဲ့လူကမဟုတ်ရင်မအလာဆက်တက်လို့မျိုးဒီဆာဆက်ကြုံတွေလိုမျိုးဖြစ်မှာဆိုလို့ဒီလိုမျိုးထင်တာနေတာရှိတဲ့စကလုံးကိုပြောပြရမယ်ဆိုရင်ဘာလို့ဆိုတခြားဥပမာတွေပြီးရင်ရန်ဝေလို့နောက်တစ်ခုကစစ်ကိုနိုင်စေခြင်းနဲ့ဆိုရင်မအလာစစ်တက်ဖက်ဆေးရုပ်စစ်တက်စစ်မိတ်ဆာတွေစစ်ဘလူးတွေလောက်တာတခုမှမလောက်နဲ့ကြောင်းပြအကုန်လောက် အမှန်တရားကိုသိချင်တယ်ဆိုရင်မအလဖက်စိတ်ယုံမီဒီယာနဲ့ပြီးတော့လွှင့်တဲ့ဟာတွေအကုန်လုံးပြောင်းပြန်ယူအကုန်လုံးပြောင်းပြန်ယူကဘစရာချပါတော့ကအခုမှကြုံလာတာမဟုတ်ဘူးတသက်လုံးကြုံလာတာဟိုတနေ့ရတာမှကျမရဲ့ဒဇာတိရွာမှာ ကျမရဲ့အတော်အိမ်ရှိမှာပေါ့နော်ဒီဖက်စိတ်စစ်ကောင်စီကနေပြီးတော့မှ ဖက်ဆက်တာမှဖက်ဆက်ရုပ်ပဲသူတို့ကဖက်ဆက်တည်ရုပ်တည်ရုပ်တော့မတတော်ဆိုးတယ်စစ်ဘလူးစစ်မိတ်ဆာအတွေကနေပြီးတော့မှအရသားပြည်သူအိမ်ကြားထဲကိုအတိုက်လျင်နဲ့ပြစ်တယ်ဂျက်ဖိုက်တာနဲ့ပြစ်တယ်လို့ပြောတယ်နနေကလေးပဲပြန်ပြီးတော့မှဟိုပါတော့ပြန်တက်သွားတယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့ဆိုတော့ရတာခလေးတယောက်နဲ့အာကျမတို့ထိတယ်အာ အကုန်လုံး၄ယောက်ထိတယ်ပေါ့နော်ဟိုတော်သေးတယ်တဲ့အန်တရဆိုရရတဲ့လူတော့မပါဘူးဆိုလိုတာကဒီလိုမျိုးစိမိတ်ဆာတွေကအာလုံနေတဲ့ဟာကြီးကိုတွေ့နေတာသိနေတာကိုဒေတာမှမဟုတ်ပေမဲ့တခြားဒေတာမှတွေ့နေရတာမြင်နေရတာသိနေတဲ့ခါကျတော့ကျွန်မကပြောတယ်ဒေတာမှ တော်လှန်ရေးနဲ့မြည်ဖြစ်တယ်တော်လှန်ရေးကာလဖြစ်တယ်လူစုတူဝဲတွေမလုံးကြပါနဲ့ဘာပွဲပဲဖြစ်ဖြစ်ပွဲလမ်းသဘင်တွေမလုံးကြပါနဲ့ဒီစစ်ခွေးတွေကဒီဖက်ဆေးရုပ်တည်ရုပ်ကစစ်ဘလူးတွေကချိန်မရွေးလျင်နဲ့လေချောင်းနဲ့ပေါ့နော်အလွယ်ခေါ်လိုက်တာလေရဆိုတာတော့လေချောင်းနဲ့ဒီဂျက်ဖိုက်တာပဲဟုတ်ကောဘယ်လိုရောက်ကောအကုန်လုံးကတော့ အဲ့ဒါတွေလည်းလာကျဲမယ်ကျမကတိခဏခဏပေးတယ်တမတတိခဏခဏပေးတယ်ကျမကျမအဲ့လိုမျိုးပြောတော့တချို့တွေကသူတို့ကတဲ့စီစဉ်တဲ့လူတွေလည်းကျမတစ်ခေါက်ပြောပါတယ်သူတို့လေကျမ Facebook မှာလည်းကျမရေးတယ်အဲ့လိုမျိုးမလုံသင်တဲ့အကြောင်းတခြားနေရာမှာအဲ့လိုမျိုးဖြစ်ရင်ဒီမှာ post ရှင်ကိုဒေတာမှာပြဝဲရှင်ပွဲအဲ့လိုလုပ်ပြနေတာတော်လှန်ရေးအောင်ရင်လုပ်ပါလားဘာပွဲညာပွဲပေါ့နော်တော်လှန်ရေးအောင်ရင်လုံးဇမ်းပါဟဲကြိုက်တဲ့လောက် ထမင်ကြီးချောင်းစီလို့ဘဝသားကြီးကလက်သီးဆုပ်တံမကလို့ဒူကောင်းလောက်ပဲရှိရှိဦးကောင်းလောက်ပဲရှိရှိတပိဒါဒုံပဲဖြစ်ဖြစ်ဂူယူကမဆိုင်တာကြိုက်တဲ့ဟာလို့တော်လှန်ရေးအောင်ပြီးရင်ပြီးသွားရင်ပေါ့နော်အကူကဖက်ဆေးရုပ်တွေကိုတော်လှန်နေတဲ့အချိန်မှာဒီလိုမျိုး ပွဲလန်းသပင်တွေပျော်ပွဲရှင်ပွဲတွေအဲ့ဒီဟာတွေလောက်တာမသိတော့ကြောင်းကျမပြောတဲ့ခါကြတော့ကျမပြလာပြောတဲ့လူတွေရှိတယ်ကျမရဲ့ post အောက်မှာလာပြောတဲ့ဆိုသူတို့ကလည်းမြေပြင်မှာနေတဲ့အတွက်ကြောင့်မို့လို့မြေပြင်နေထားကိုလည်းသိတယ်တဲ့သူတို့အခြေအနေပိုသိတယ်ပေါ့ကျမတော့မသိဘဲနဲ့ပြောနေတယ်ပေါ့လေနဲ့ပြောနေတယ်ပေါ့တကယ်လဲဖက်စစ်ရုပ်စစ်ခွေးတွေလာကျဲပြီလေထိပြီလေ မတွေ့ပြီလေဘာမှမလုပ်ဘဲနဲ့ကိုအိမ်ပေါ်မှာကိုနေနေတဲ့အတော်တော်မှထိသွားသေးတယ်ကိုအိမ်ပေါ်မှာကိုနေနေတဲ့ခလေးတောင်မှလူမမဲ့ခလေးတောင်မှထိသွားသေးတယ်ဆိုတော့အဲ့ဒီဟာမျိုးကိုကျမသတိပေးတဲ့ဆိုတာကဒါတွေ့ကြုံရရောသတင်းတွေ ပေါ်မှာသိရှိမှုရောဒီဖက်ဆေးရုပ်အကြောင်းကို သိနေလို့ကိုကျမပြောတာအဲ့ဒါကြောင့်မလို့ပြောနေရတာ အော်ကိုရဲ့စကားလေးတခွန်းကအ ਨੇ ဆုံးကတော့လူတစ်ယောက်နှစ်ယောက်ပဲဖြစ်ဖြစ်သုံးယောက်ပဲဖြစ်အသည့်မြေတွေပွတ်သွားပါစေမင်းနေရင်တတိမင်းနေရင်လည်းတတိရသွားပါစေ အမတိသရင်လည်းတည်သွားကြပါစေကျမရဲ့ Facebook ကတော့ကျမရဲ့ Facebook ရဲ့ YouTube တွေတော့ထိချတယ်ဆရာကြီးတွေတက်မပါဘူးဆရာကြီးတွေဆရာမတွေကြော်သွားမကြည့်နဲ့မသိသေးတဲ့လူတွေမင်းနေတဲ့လူတွေတိတ်မနေတဲ့လူတွေအမှတ်တရမရှိတဲ့လူတွေအတွက်ကိုပြောတာ အဲ့လိုမျိုးအဲ့လိုဆိုတော့ဂျားထဲမှာဖဆေးရုပ်တွေကိုပြောနေတော့သူရဲ့ဂျုံတွေကလည်းနာတဲ့ခါကျတော့ကျွန်မအောက်မှာလာပြီးတော့မှရမ်းရမ်းဆက်ဆိုင်လူစကားနားမလည်ဘဲနဲ့အာဂျုံစစ်ဂျုံပီပီခွေးစကားလာပြောတဲ့ကောင်တွေရှိတယ်ပြောနေပါစေသူတို့ကြိုက်သလောက်ပြောနေပါစေပြောနေပါစေကျွန်မတော့ဆက်ပြောနေမှာပဲသူတို့ကတော့ကျွန်မကိုအဲ့လိုမျိုးအာမမရိုင်းရိုင်း အသူတို့ရဲ့ဖက်စိဒီစေဝါဒီစေမိတ်ဆာတွေရဲ့အတွေးခေါ်ယူဆတွေပေါ့လေအတွေးခေါ်တွေအဲ့လိုမျိုးညံ့ညားတဲ့စကလုံးတွေရဲဆိုင်တဲ့စကလုံးတွေနဲ့အဲ့လိုမျိုးလာပြောတဲ့ဆိုရင်အာကျမကရပ်သွားမယ်အင်းသူတို့ရဲ့ယူချက်ကအဲ့ဒါပဲအဲ့ဒါဟိုကနေဝင်းတို့ခင်ညောတို့ဟိုဆာယဖတ်တွေအုပ်စုဟိုအမ်လူရုပ်မှာအုပ်စုတကယ်ကို um စကလုံးကနိုင်စရာတော့မရှိဘူးအောက်တန်းစားဆိုတာတဲ့ကိုပူဆိုတဲ့ဒလိဆန်ဆိုတာတဲ့ကိုပူဆိုတဲ့ဘယ်ဒလိဆန်ကမှသူတို့လိုမျိုးမလုပ်ဘူးပြည်သူကိုအာပြမှတ်ထားပြီးတော့မှတတ်ဖြတ်နေတာမဟုတ်ဘူးဘယ်ဒလိဆန်မှနော်အဲ့ဆိုဒလိဆန်နဲ့နိုင်ရင်လေဒလိဆန်ကသူတို့ထက်များရသားတယ်သူတို့ထက်မြင့်မြတ်တယ်ဆိုတော့အဲ့ဒီကောင်တွေက ဒီလိုမျိုးလာလာပြောနေတဲ့ဟာကိုလည်းကျွန်မကဆက်ပြောနေမှာပဲဘာကြောင့်လဲသိလားတော်လှန်ရေးသစ္စာကျွန်မပြောပြီးပြီပဲကျွန်မတို့ကဒီမျိုးဆက်မှတင်ရရခိုင်တော့မယ်ဒီလိုမျိုးစစ်ကြောအောက်ကနေပြီးတော့မှဘယ်သူ့ကိုမှမနေစေချင်တော့ဘူးစစ်ကြောဘဝမှနေပြီးတော့လောမြောက်စေချင်တယ်ကျွန်မတို့ပြောနေတဲ့ဟာတွေကဒီမိုကရေစီလိုလားသူတွေတက်ပဲကြိုးရှိတာမဟုတ်ဘူး စစ်ကြုံတွေကိုလည်းကျွန်မတို့ကအာကဲကဲထုတ်တဲ့အလုပ်ပဲဒီလိုလုပ်လုပ်တာလုပ်တဲ့နေရာမှာဆိုနီးပေါင်းစုံနဲ့လုပ်တာပေါ့နော်ဆိုတော့အာဆိုလိုတာကပြောနေတယ်ဆိုတာကတိလို့ပြောရလဲပါတယ်တောင်ဝရပြောရလဲပါတယ်တောင်ဝဆိုတာတောင်ဝတိမှုပမာတောင်ဝရှိသွားလို့ပြောတာအဲ့လိုမျိုးပေါ့နော် အဲ့ဆိုတယောက်ကရှိသေးတယ်ပတ်ဆဲလိန်အုပ်စုကအဲ့ဒီကောင်ကဘယ်သူကဘယ်စကားဟလိုက်ရင်အဲ့ဒီရဲ့လေတံကဘယ်ဘက်ကိုရင်းပြီးတော့ဘယ်အုပ်စုကဆိုတော့ကျမသိတယ်အာတော်ဆန်းစုကြည်ကိုကျမပြောထားတဲ့ဟာတွေချီးကျူးထားတဲ့ဟာတွေလည်းရှိတယ်ထောက်ပြထားတဲ့ဟာတွေလည်းရှိတယ်အချစ်စီကိစ္စမှလာပြောထားတဲ့မှာလည်းတော်ဆန်းစုကြည်ကိုဆဲတဲ့လူတွေရှိတယ် ိတယ်အဲ့ဒါဆိုရင်ဘယ်ကောင်အိုးစုလဲဆိုတာစဉ်းစားကြည့်ဒီချိန်မှာတော်စုကိုဆဲတဲ့လူကဘယ်ကောင်အိုးစုလဲသိတယ်ဒီစစ်ကြုံတွေပဲဒီစိတ်မိတ်ဆာတွေပဲသူတို့စကားတွေကတော့ဟိုဟာပေါ့အထားလိုက်တော့သူတို့ကြောင်းပြောမှာမဟုတ်ဘူးဆိုတော့ယူလို့လည်းမရဘူးအဲ့ဒါကြောင့်ချက်ချလို့လေပါလဲပဲသူတို့စကားတွေမျိုးကိုမမှိုင်းမမိစေဖို့တော်လှန်ရေးသမားတွေကတော့သိချတယ် ဒီစကားစားဖက်ဆေးရုပ်စစ်ခွေးတွေလုံးတဲ့ဟာတွေအကုန်လုံးဆက်ကျင်ဘက်ပြန်လို့ရမယ်သူတို့စကားတွေကိုဆက်ကျင်ဖက်ဆေးရုပ်စစ်ခွေးတွေရဲ့စကားတွေကိုကြောင်းပြန်ယူရမယ်သူတို့ကမှန်တာတခုမှမထွက်ဘူးတက်လုံးမထွက်ဘူးသူတို့ရဲ့ဒီ institution ရဲ့နော်အဲ့အဲ့ဒါလေးကိုပြောချင်တာပါရှင် အဲ့ဒါလေးကိုပြောချင်တာပါရှင်အဲ့ဒါကြောင့်တက်တာဆိုတော့ဘသူဝယ်ဖြစ်ဖြစ်တတိဆိုတာပိုတာ မရှိဘူးလိုတာပဲရှိတယ်အဲ့ဒါကြောင့်မလို့တတိဝိရိယနဲ့နေကြဖို့အခုဆိုရင်တော့ကျမတို့ဒေသမှာတော့တိုက်နယ်မှာတော့အာတတိလာပေးသွားတယ်ဖြစ်သွားတာပေါ့နော်အဲ့ဆိုတော့ပြည်သူတွေကလည်းအစတော့ကအဲ့လောက်ထိအာလေးလေးနဲ့နဲ့မရှိဘူးပါကြဆိုတော့တခြားနေရာမှာ ဘုံလာကျဲနေပြီမဲ့ကိုတေသားမလာမကျဲဘူးဘူးလေမသိဘူးလေတကယ်တော့တည်ရတော့ကြားနေတာပဲအဲ့ဒီဆေးခန်းတွေအဲ့ဒီအရသာအဲ့တွေအများအများနဲ့နေတဲ့ဟာတွေအကုန်လုံးကပြစ်မှတ်ထားမှာပဲအဲ့ဒါကြောင့်ကျွန်မဆိုရင်ပြောထားတယ်စာသင်ကျောင်းတွေမှာမစုနဲ့ဖုန်ကြီးကျောင်းဘာသာရေးဆောင်အုံတွေမှာမစုနဲ့လူစုလူဝေးတွေမလုံနဲ့ဘာကြောင့်ဆိုတော့သူတို့ကပြည်သူကိုရသပြည်သူကိုပြစ်မှတ်ထားတာ ။ဘာကြောင့်ဆိုတော့ရသပြည်သူကိုပြစ်မှတ်ထားလေသူတို့ကအာတော်လှန်ရေးသမားတွေရဲ့ဒီစိတ်ပေါ့နော်။စိတ်ကိုသူတို့က psychologist လေးအရာသူတို့နိုင်သွားရလို့သူတို့ထင်တယ်။ဘာဖြစ်ဆိုတော့တော်လှန်ရေးသမားတွေကမခံချင်တော့ဘူး။သူတို့အရန်ကိုစိတ်နာတယ်အဲ့လိုမျိုးပေါ့နော်။အော်တချို့လူတွေဆိုရင်သိတယ်မလားကိုကနိုင်ချင်စောနဲ့ဒေါသနဲ့အကုန်လုံးနိုင်လို့မှုပဲကိုပြောလိုက်တဲ့ဟာတွေက တစ်ဖက်ကိုဟိုကဖြစ်စေတယ်လေငေါကောက်ကလည်းအကုန်ပြောတာလေအဲ့ဒါဟိုဟိုပေါ့နော်ရံဖြစ်တဲ့လူလည်းသိပါတယ်အဲ့ဒီလူလည်းရံဖြစ်တဲ့ဆိုရင်လောကမှာရံမဖြစ်တဲ့လူလည်းမရှိဘူးလို့ထင်တာပဲဆိုတော့ရံဖြစ်တဲ့ခါကျရင်နိုင်ရင်ပြီးရောဆိုပြီးတော့မှအောက်တန်းကြတဲ့စကလုံးတွေတုံးတဲ့လူတွေလည်းရှိတာပေါ့နော်အဲ့ဒီလူတွေကအဲ့လိုမျိုးပေါ့အာတခြားလူတွေ စိတ်အယမ်းနာသွားအောင်ဂျမ်းပြီးတော့မှနာကျင်သွားအောင်ထိပြောလိုက်ရင်သူနိုင်တယ်လို့ထင်တာအခုမအားလစစ်တပ်ကြီးကလည်းဒီဖက်ဆက်တဲ့ရုပ်ရလည်းအဲ့လိုထင်တာလေအဲ့ဒီဒေတာမှပြည်သူတွေကိုဒီလိုမျိုးနှိမ့်ဆက်လိုက်တာဟို target လုပ်ပြီးတော့ဥတီပြီးတော့မှဒီလိုလုပ်လိုက်မယ်ဆိုရင်အာသူတို့ဒေတာမှရှိတယ်တော်လှန်ရေးဖွဲ့တွေကအရန်စိတ်နာသွားမယ်ပေါ့တော့အဲ့အဲ့လိုမျိုးသူက psychology affair လဲပါတယ်သူတို့ကစိတ်ရေးပြင်းမှန်ရောဟုတ်တာရောမဟုတ်တာရောအကုန်အကုန်လုပ်တယ်အဲ့ဒါမှသူကပြည်သူလူထုကိုနှိပ်ပါနှိပ်ဆက်လိုက်တဲ့ခါကျရင်ကြောက်တရားနဲ့အဲ့ဒီပြည်သူလူထုကသူတို့ကိုမလာနိုင်တော့ဘူးဆိုပြီးတော့အယူအဆနဲ့တကယ်တော့အဲ့ဒီယူဆမှားတာအခုအဲ့လိုမျိုးသွားလို့လိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဒေသမှာရှိတဲ့လူတွေကနိုင်ငံရေးသိတော်လှန်ရေးသိပို့ပြီးတော့노ကြသွားတာ မအားလားစက်တက်ဒီဖက်ဆက်တတိရုပ်တွေစိတ်မိတ်ဆာစစ်ဘလူးတွေရဲ့တွေးခေါ်တွေကအဲ့လိုအဲ့ဒါမမှန်ဘူးအဲ့ဒါလည်းခင်းတတ်မညီဘူးသူတို့လုံးနေကြနီလန်ဟောင်းတိုင်းပဲအဲ့ဒါအဲ့ဒါကြောင့်ဘုရားမြဲပြောတယ်ဘိုလ်ချိုးအောင်ဆက်တက်မဟုတ်တော့ဘူးဘိုလ်ချိုးအောင်ဆက်တက်လို့လာမပြောနဲ့မမကြီးမဘိုလ်ချိုးအောင်ဆက်တက်ကဘိုလ်ချိုးအောင်ဆက်ပြီးကြတဲ့ကလွတ်လပ်ရေးမရခင်ကြတဲ့က တော့လည်းရပီးတဲ့ထိပေါ့နော်အဲ့လောက်တိတော့သိမှပြုလို့ရပါတယ်အဲ့ဒီကလေးကပါသွားပြီမရှိတော့ဘူးတော့အဲ့ဒါလေးကိုလှမ်းပြီးတော့မှအော်သတိဖို့ပေးတာပါရှင်ကျမနောက်ပိုင်းဗီဒီယိုကိုမိနစ်20ထဲပို့ပြီးတော့ကျမမတင်တော့ဖို့ကျမဆုံးဖြတ်ထားပါတယ်ဖြစ်နိုင်ရင်10နဲ့15မိနစ်များဆုံးမိနစ်20ပေါ့နော်ခုလက်ရှိတော့အဲ့လိုပဲပြောပါတော့မယ်ရှင်နောက်ထပ်နောက်ဗီဒီယိုမှာတွေ့မယ်နော် ကျေးဇူးတင်ပါတယ်ချစ်သူရောမုန်းသူရောကျမချမ်းသာပါစေကျမမြဲတမ်းဆုတောင်းပေးနေတယ်လို့လေစစ်ကြောတွေအတွက်ပါကျမတို့ကဆုတောင်းပေးတယ်စစ်ကြောတွေလည်းအာစီစစ်ဖနာအောက်ကနေပြီးတော့မှအာလွန်မြောက်ဖို့လိုပါတယ်စစ်ဖနာအောက်ကနေပြီးတော့အလွန်အများဆုံးလွန်မြောက်ပါစေအခုကျမတို့တိုက်နေတယ်ဆိုတာလည်းအကုန်လုံးအတွက်ပါပဲဒီစစ်ကြောတွေအတွက်ပါပါပါတယ်နော်ကျေးဇူးတင်ပါတယ်